နေ့မှာတော့ရီတတရားဆိုင်ကြီးတဲ့ကသူ့ရဲ့ပုံတူပကြီးကားချက်ကိုရှာဖွေပြီးဒီဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ရမှာတော့ယာမနီတို့ကဘလူရီကာကွယ်သွားမှာလဲဂူကြီးတဲ့မှာဖန်စီခံထားတဲ့ဘင်းကြီးကဖပြေးလွမြောက်သွားခဲ့ပြီးသူ့ရဲ့သားဖြစ်သူနဲ့ပြန်လည်တွေ့ဆုံသွားမလားဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်ဝီပြူမဲရဲ့ဂလဲစာအပိုင်း35ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ့် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။စီရှာတယောက်ကတော့ရီတရဲ့လေကုန်းမှာတွှိရှိခဲ့ရတဲ့အမှတ်သား ရှိဗန်ညာရဲ့မန်တီကာမှာပြရှိခဲ့ရတဲ့မှတ်သားတွေရဲ့အကြောင်းကိုစဉ်းစားနေခဲ့ပြီးဒီအကြောင်းအရာတွေကိုပြောပြနိုင်တဲ့သူတယောက်ယောက်ကတော့ရှိကိုရှိရမယ်လို့ရည်ရွယ်ပြောဆိုနေခဲ့ကြပါပဲဂတခါကဒီအကြောင်းတွေကိုသိတဲ့သူတူးရှိကြောင်းသူကတော့စီရှာရဲ့မိခင်ပဲလို့ပြောပြခဲ့ကစီရှာသူမရဲ့မိခင်စီကိုသွားပြီးဒီအကြောင်းတွေကိုသိရှိအောင်မိမျက်မှာလို့ပြောဆိုခဲ့တာကြောင့်စီရှာလည်းသူမရဲ့မိခင်ရှိရာကိုထွက်သွားခဲ့ပါတော့တယ်တစ်ဖက်မှာလည်း ရီတနဲ့ရှိဗန်ညာတို့ကစိုင်ကြီးစီကိုနှစ်ဦးတည်းထွက်လာခဲ့ပြီးရီတရဲ့ပုံထူပချီကိုလာရောက်ရှာဖွေခဲ့ပေမဲ့ယာမနီကသူတို့ထက်အရင်ရောင်းနှင်နေခဲ့ပြီးအဆူအပုံကိုယူဆောင်သွားခဲ့တာကြောင့်ရီတတို့လည်းဘလို့မှရှာလို့မတွေ့ခဲ့ပဲစိုင်ကြီးစီကနေပြန်လာခဲ့ကြရပါတယ်။ဒီလိုနဲ့ရီတနဲ့ရှိဗန်ညာတို့ကားနဲ့ပြန်လာခဲ့ရမှာရှိဗန်ညာကစီရှာပြောခဲ့မှုတဲ့ဂူချီတဲ့ကလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့တတိယသွားခဲ့ပြီး အဆိုပါဂူရဲ့နီနာကိုရောက်မှာသူမရဲ့စွမ်းနဲ့ကားကိုဗိမ့်ပအောင်ပြုတ်လုခဲ့တာကြောင့်ရီတက်မောင်းနေလာခဲ့တဲ့ကားကချောက်ကူကြီးရဲ့နားမှာရက်တန့်သွားခဲ့ရပါတယ်။ရီတက်လည်းစစေးကြည့်လိုက်တော့ကားဘိမ့်ပေါက်သွားမှန်းသိရှိသွားခဲ့ပြီးဗိမ့်ပိုကလည်းပါမလာခဲ့တာကြောင့်ရှီဗန်ညာကဂူထဲမှာအလင်းရောင်တော့တွေးလိုက်တယ်။လူရှိမဲ့ဆိုရင်အကူအညီရနိုင်တာကြောင့်သွားရောက်ကြဖို့ပြောဆိုခဲ့တာကြောင့်ရီတက်လည်းဂူထဲကိုသွားဖို့လှုံ့ဆော်ခဲ့ပါတယ်။ရီတက်လည်း ဂူကြီးတဲ့ကိုဝင်းနှွေချိုးတွေနဲ့ရပ်ပတ်ထားတဲ့နဆရာမကြီးရဲ့အဆောင်လက်စွပ်တွေကိုတွေ့လာရတာကြောင့်အန်ဟိုးသွားခဲ့ပြီးရှီပန်းညာကသူမပါဂူတဲကိုဝင်းလို့ရအောင်ဒီအဆောင်လက်စွပ်တွေကိုနဆရာမကြီးကိုပြတ်တာဖို့အတွက်ယူဆောင်ထားလိုက်ပါလို့တဖက်လက်နဲ့ရီတစ်ကိုပြောလိုက်တာကြောင့်ရီတစ်ကလည်းဖြုတ်ယူသိမ်းဆီးထားခဲ့ပါတယ်အဲဒီတော့သူတို့နှစ်ယောက်လည်းဂူကြီးတဲကိုဝင်းရောက်လာခဲ့ကြတဲ့အခါအထဲမှာချိုးပိုင်းစချုပ်ကိုသာတွေ့မြင်ခဲ့ရပြီးချားပါမှမတွေ့ရှိခဲ့ရပါဘူး။ဒါပေမဲ့ ူနေသွားဘူးတဲ့အရှိချေတချို့ကိုရီတက်နဲ့ရှီဗန်ညာတို့နှစ်ယောက်သိရှိခဲ့ကြရပါတယ်။ဟုတ်ပါတယ်။ဖန်စီခံထားတဲ့ဘီယန်ကြီးကသူ့ကိုချီနှောင်ထားတဲ့ကျိုးတွေကိုဖြတ်ကာဂူကြီးတဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဘီယန်ကြီးလည်းကြောက်ဂူကြီးရဲ့မလန်မကန်ကရီဟိုင်ငယ်လေးကိုတွေ့လာရတာကြောင့်မျက်နှာကိုတက်လိုက်ပြီးသူထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်သူရဲ့ပထမဆုံးရီမန်းချက်က ဒါဖြစ်သူကိုရှာဖွေဖို့ဖြစ်ပြီးသူညီမဖြစ်တဲ့ယာမနီနဲ့မာလီရာဂျာတို့ကရုံမာခဲ့ကြကသူတို့မိသားစုဘွားကိုဖျက်ဆီးပစ်ခဲ့တာကို တွေ့ရင်နာကြီးနေမိခဲ့ပါရီတက်ဟာရာဂျာနဲ့ယာမနီတို့ရဲ့တားတယောက်မဟုတ်ခဲ့ပဲတကယ်တော့ဘယင်ကြီးစာဂရန်စင်နဲ့မိဖုရားကြီးတို့ကမွေးဖွားလာခဲ့တဲ့တားတော်လေးပဲဖြစ်ပါဒါကိုယာမနီတို့ကမိဖုရားကြီးကိုတန်းဘယင်ကြီးကိုဖမ်းဆီးထားပြီးတားတော်လေးဖြစ်တဲ့ရီတက်ကိုတော့သူတို့နဲ့အတူထားရှိခဲ့တာဖြစ်ပါ ။ဒါကြောင့်လဲဆိုင်ကြီးတဲ့ကရီတစ်ရဲ့ပုံသူပကြီးကိုရီတစ်မသိအောင်နဲ့ဒီအကြောင်းတွေရဲ့နောက်ကြောင်းတွေကိုပါမပေါ်ပေါက်စေဖို့အတွက်ဂျာမနီကရီတစ်မတွေ့အောင်ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ဘယင်ကြီးလဲသူတိတ်ချရတဲ့ညီမဖြစ်သူကသူ့ရဲ့နောက်ကျောဓာတ်နဲ့ထိုးသလိုလှုပ်ဆောင်ခဲ့တဲ့အတွက်နာကြီးဝမ်းနေနေခဲ့ရပြီးတားဖြစ်သူရီတစ်ကိုပြန်ရှာတွေ့နိုင်ဖို့နဲ့ဒီပြစ်မှန်တွေကိုတားဖြစ်သူကိုပြောပြပြီးဂျာမနီတို့ကိုပြင်ညာပြန်ပေးနိုင်ရမယ်လို့ကြံစီခဲ့ကတားဖြစ်သူကိုတွေ့အောင်ရှာဖို့နှောဖွင့်ဖို့ထွက်သွားခဲ့ပါတော့တယ် ရီတစ်ကဘရင်ကြီးဖန်စီခံရတဲ့၆ခုကြီးတဲ့ကိုရောက်ရှိလာခဲ့ပေမဲ့ဘရင်ကြီးကတော့၆ခုကြီးတဲ့ကနေထွက်ပြေးလာခဲ့ကကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့်ဘရင်ကြီးနဲ့ရီတစ်တို့သားပါနှစ်ယောက်ကတိလွဲလေးတွေလွဲခဲ့ကြရပါတယ်။ဂျာမနီကတော့သူရရှိလာခဲ့တဲ့စိုင်းကြီးတဲ့ကရီတစ်နဲ့တတိယထဲတူတဲ့ဘရင်ကြီးစာဂရန်စင်ရဲ့ပုံကိုရင်းနဲ့လောင်းချပြီးလူကြီးစုပ်ပြဲသွားအောင်ဖြစ်စည်းပစ်လိုက်ပြီးချိန်နှက်နေခဲ့ပါတယ်။ရီတစ်ကတော့ရှီဗန်ညာနဲ့ဂူရဲကိုတွားရောက်ခဲ့စဉ်က ရရှိလာခဲ့တဲ့နက်ဆီယာမာဂျီရဲ့အဆောင်လက်ဆက်တွေကိုကရင်အဖြစ်ပြက်တွေကိုပြန်လည်စဉ်းစားကာအဖြစ်ထုတ်မြဖြစ်နေခဲ့ရပြီးသူ့ရဲ့ခေါင်းတွေကပြန်ကိုက်လာခဲ့ရပိုင်။ဒါကြောင့်မဲရှီပန်ညာကအများကြီးမတွေးဖို့ပြောဆိုနေခဲ့ရင်ထိုင်ကုန်ခြေထောက်နဲ့ထိမိပြီးခြေထောက်မှာအနှင်းငယ်ထိခိုက်မိသွားခဲ့ကာသွေးတွေထွက်လာခဲ့တာကြောင့်ရီတစ်ကစီးပူးကိုယူပြီးစေးနေငယ်ထပ်ပြီးနေခဲ့စမှာပဲရီတစ်ရဲ့လက်ပတ်မှာအဆောင်လက်ဆက်ကိုကင်နာခဲ့တာကြောင့်ရှီပန်ညာကိုအဆူပါလက်နဲ့ထိမိစမှာ ရှိပညာရဲ့ကုခန္ဓာကမွေးရည်ကွန်းတွေဖြစ်ပြောင်းလဲသွားခဲ့ရပိုင်။ဒါပေမဲ့ရီတီရဲ့လက်ကရှိပညာစီကဖက်ခွာသွားခဲ့ခြင်းမှာပဲရှိပညာတရားမူလအတိုင်းဖြစ်သွားခဲ့ရကပြောင်းလဲနေခဲ့တာကိုရီတီတရားသတိမထားမိခဲ့တာကရှိပညာအတွက်ကန့်ကောင်းသွားခဲ့ပိုင်။ရီတီလည်းရှိပညာကိုစေလိမ့်မေးပြီးခဏအနားယူဖို့ပြောဆိုနေတုံးမှာပဲ။ရီတီနဲ့နီနီကကတ်မနေဖို့ဆီရှာရဲ့သတိပေးပြောဆိုတာကိုသတိရသွားခဲ့ပြီးချောင်းထွေကလည်းစိုးလာခဲ့တာမို့ ရီတက်ကရေးသွားခက်ကရှိဗညာကိုတိုက်ခဲ့ပိုင်အဲဒါရီတက်ကအဆောင်လက်စွပ်တွေကိုအန်စွဲတစ်ခုထဲမှာတင်စီထားခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်တရက်တော့ရှိဗညာလည်းမွေမြူတေးရနာစောက်ကိုဖတ်ဖူးခဲ့တဲ့ဒီရာကိုရီတက်ရဲ့လက်ကုတ်ကအမတ်သားပုံလေးကိုစွတ်သားထားခဲ့တာကိုပြသခဲ့ပြီးစာအုပ်ထဲမှာအဲ့ဒီအမတ်သားနဲ့ပတ်သက်ပြီးတော့ဖတ်ဖူးလာလို့မေးမြန်းခဲ့ပါတယ်ဒီရာကလည်းအမတ်သားကိုကြည့်လိုက်ပြီးသိပြီးတော့မမှတ်မိကြောင်းဒါပေမဲ့ ်ပြန်စင်းစားလို့ရရင်ပြောပြပေးပါမယ်လို့ပြောဆိုနေခဲ့စင်ပါပဲ။ဂျာမနီတို့ကရောက်ရှိလို့လာခဲ့တာကြောင့်ရှီဗန်ညာလည်းစာရွက်ကိုအမြန်ဖွက်ထားခဲ့ရပါတယ်။တတိုက်ဆိုင်ဆိုင်ဆိုသလိုပဲနတ်ဆရာမကြီးကလည်းရောက်ရှိလို့လာခဲ့ကသူနဲ့ရီတီဝှပြူချောင်းကိုသွားခဲ့တုန်းကမွေတကောင်ကသူတို့ကိုတားဆီးနှောက်ရှက်ပြီးနောက်တကောင်ကတော့တန်တက်ကနဲ့ကခုံနေခဲ့တာကြောင့်အရင်ကသူတို့သိရှိထားတာကမွေမတကောင်ပဲလို့သိထားခဲ့တာကအမှားတစ်ခုဖြစ်ကြောင်း အမှန်တကယ်ကမွေးမတကောင်ရှိနေတာလို့ပြောပြနေခဲ့တာကြောင့်ရိုက်တာတို့လည်းထိတ်လန့်သွားခဲ့ပါတယ်။ဒါကြောင့်ပဲပူဇော်ပွဲတစ်ခုကိုပြုလုပ်ပြီးဖြစ်စဉ်သိနေလို့ပြောဆိုခဲ့တာကြောင့်ယာမနီကလည်းရှီဗန်ညာကိုပူဇော်ပွဲတော်ပြင်ဆင်ခိုင်းခဲ့ပါတယ်။တဖက်မှာလည်းစီရှာကသူမရဲ့မိခင်ဖြစ်သူစီကိုရောက်ရှိသွားခဲ့ပြီးအကျိုးအကြောင်းကိုပြောပြကရှီဗန်ညာရဲ့မန်တီကာကိုပေးပြီးမန်တီကာမှာပါတဲ့အမှတ်သားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။စီရှာရဲ့မိခင်က မွေမြူတေရန်နာကငါတို့ရှင်လက်ထဲပိုင်ရှင်မန်လို့ပြန်ရောက်ရမယ့်အချိန်ကိုရောက်ပြီးဒါပေမဲ့အဲ့ဒီအမြုတ်တေကိုသူသတ်မှတ်ထားတဲ့လူကပဲကင်တိုင်းမှာဖြစ်ကြောင်းရှီဗန်ညာရဲ့မန်တီကာကသူမရဲ့မိခင်ကိုဘယင်ကြီးကပေးရခဲ့တာဖြစ်ပြီးအဒီကာမှာရှီဗန်ညာရဲ့အမေကသူ့သမီးကိုပြန်လည်လက်ဆင့်ကမ်းခဲ့တာဖြစ်ကြောင်းပန်ချာနန်းတွင်မျိုးဆက်တွေနဲ့မွေမျိုးနယ်တွေကယာစုနှစ်ပေါင်းများစွာဆက်ဆက်မှုရှိခဲ့ကြောင်းပန်ချာတော်ဝင်မျိုးနယ်တွေနဲ့ မွေမျိုးနွယ်တွေဟာမွေမျိုးတွေကိုအရှင်သီဝဘုရားကျောင်းမှာစောင့်ရှောက်လာခဲ့တာဖြစ်ကြောင်းအဒီအမှတ်သားကလည်းပန်ချာဘီရင်ကြီးရဲ့တော်ဝင်အမှတ်သားလက္ခဏာဖြစ်ပြီးဘရင်ရဲ့ကိုဘောမှာလည်းအစူပါအမှတ်သားကရှိကြောင်းဘရင်ကြီးရဲ့တားဆင်မြေဆက်တိုင်းမှာအဒီအမှတ်သားကရှိကြောင်းမွေတိုင်းမှာအဒီအမှတ်သားနဲ့ပတ်သက်တာရှိကြောင်းပြီးတော့တော်ဝင်မျိုးနွယ်နဲ့ဆက်ဆက်တဲ့သူတိုင်းမွေမျိုးတွေကိုစောက်ရှောက်တဲ့မွေတိုင်းမှာအဲ့ဒီအမှတ်သားနဲ့ပတ်သက်တာရှိကြောင်းအမှတ်ရှိတဲ့သူသားလင်းအမျိုးတွေကိုထိကင်လို့ရကြောင်း တခြားဘသူကမှကင်လို့မရသလိုအဆောင်မွေကတောင်ကင်လို့မရကြောင်းရှင်းပြပြောဆိုခဲ့တာကြောင့်စီရှာကလည်းဒါဆိုရင်မွေမြူတေကရီတက်ပဲကင်လို့ရတာပေါ့ရီတက်ရဲ့လေကုန်းမှာရှိတဲ့အမှတ်သားကတော်ဝင်အမှတ်သားဆိုရင် သူကဘယင်ကြီးနဲ့ဘလို့ပတ်သက်နေတာလဲလို့စီရှာတရားအောင်တွင်းနေမိခဲ့ပါစလဘီစီရှာရဲ့မိခင်ကအဲ့ဒီအမှတ်သားရှိတဲ့သူတွေကမွေမြူတေရန်နာကိုစောက်ရှောက်ဖို့မွေးဖွားလာတဲ့သူတွေပဲ အဲ့ဒီအမှတ်ဟာဒီလိုနီးနဲ့လူနဲ့မွေးကြားမှာဆက်ဆက်နေတာဖြစ်ကြောင်းပြောဆိုရှင်းပြခဲ့တာကြောင့်စီရှာလည်းနားလေသွားခဲ့ပြီးအဆိုပါအကြောင်းအရာတွေကိုရှိပညာကိုအမြန်ဆုံးရှင်းပြမှရမယ်လို့တွေးမိကပြီးခင်ဖြစ်သူစီကနေပြန်လာခဲ့ပါတော့တယ်။နစီယာမာကြီးလည်းရိုက်ဂျာတို့ရဲ့အင်ကိုရောက်ရှိလို့လာခဲ့ကပူဇော်ပွဲကိုစတင်တော့မယ့်အချိန်မှာပဲရီတစ်ကရောက်ရှိလာခဲ့ပြီးချောက်ကူထဲမှာသူတွေ့ခဲ့ရတဲ့အဆောင်လက်စုပ်ကိုပေးခဲ့တာကြောင့်ယာမနီတို့လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး ရီတက်ကဘလို့လို့ချောက်ကူရဲကိုရောက်သွားရတာလဲလို့တွေးမိကထိတ်လန့်သွားခဲ့ပိုင်ရီတက်ကဂူရဲကိုသူ့ရောက်ရှိသွားခဲ့ပေမဲ့ဂျိုးပိုင်းဆာချိုကိုသာတွှရှိခဲ့ရပြီးလူနေခဲ့တဲ့ပုံစံဖြစ်ပေမဲ့ဘသူကမှမတွေးခဲ့ရဘူးလို့ပြောပြခဲ့ပိုင်ဂျာမနီလဲရီတက်အားဘလို့လို့ပြီးအဲ့ကိုရောက်သွားရတာလဲလို့မေးလာခဲ့တာကြောင့်ရီတက်ကသူနဲ့ရှီဗန်ညာတို့လမ်းမှာကားပြတ်ပြီးရောက်သွားခဲ့တာဖြစ်ကြောင်းပြောပြနေခဲ့စင်ပါပဲ။ ရှိဗန်ညာကရောက်လာပြီးသူမတို့တယောက်စိုင်းကြီးစီကိုတွားတာဖြစ်ကြောင်းပြောပြခဲ့ကာအကြောင်းစုံကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့်ပဲရာဟီဂျာလည်းဒေါသတွေထွက်သွားခဲ့ပြီးအဲ့ဒါကရီတက်နိုင်ငံသားတွားနေတော့ကပုံတူဆွဲခိုင်းရတဲ့ပုံဖြစ်ပြီးဒါနဲ့ပတ်သက်ပြီးတော့လည်းဘာမှထူးခြားတာမရှိပါဘူးလို့ပြောနေခဲ့တာကြောင့်ယာမနီကရာဟီဂျာကလေးတွေကိုဒေါသမထွက်ပဲပြောဆိုဖို့သတိပေးခဲ့တာကြောင့်ရာဟီဂျာတယောက်တိတ်သွားခဲ့ပါတယ်။အဲဒီနောက်ပူဇော်ပွဲကိုစတင်ဖို့ပစ္စည်းချို့လိုအပ်နေသေးတာကိုအကြောင်းပြကား ဂျာမနီကရိုက်ဂျာကိုခေါ်ထုတ်သွားခဲ့ပါတယ်။လူရှင်တဲ့နေရာကိုရောက်တော့ဂျာမနီကရိုက်ဂျာကိုဘယင်ကြီးလွတ်သွားခဲ့တဲ့အတွက်ချိန်ပေါင်းပြောဆိုခဲ့ပြီးသူကိုအမျက်ဆုံးပြန်ရှာဖို့ခိုင်းစေခဲ့ကဟမ်မပြတ်ပဲနစီယာမာကြီးရှိရာကိုပြန်လာခဲ့ပါတယ်။နစီယာမာကြီးကလည်းတစုံတစ်ခုကိုတွေးတော့ကပူဇော်ပွဲကိုသူကိုယ်တိုင်မလုပ်တော့ပဲဝေပြူစရာတယောက်နဲ့ပြုလုပ်ခိုင်းစေခဲ့ကသူကိုယ်တိုင်ဘီပွဲတော်ကိုစီစဉ်ဖို့ခဏထွက်သွားအောင်မယ်လို့ပြောဆိုကပြန်သွားခဲ့ပါတယ်။ ဦးစောပွဲကိုတော့ဝပြုတ်ဆရာကဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ဂျာမနီကလည်းအဆိုပါအခြေအနေကိုအခွင့်ကောင်းယူပြီးရိုက်တာကိုဂူကြီးထဲမှာရီတစ်ပြောသလိုဟုတ်မဟုတ်။သွားရောက်ကြည့်ရှုခိုင်းခဲ့ရမှာတော့ရီတစ်ပြောခဲ့တာတွေကအမှန်တွေဖြစ်နေကြောင်းဂျာမနီတရားသိရှိခဲ့ရပါတယ်။အန်ကက်စတိုမောင်နှမတွေလည်းရီတစ်ကိုစစ်ထုတ်ဖို့အတွက်အကွက်ဆန်းတွေကိုလှုပ်ဆောင်လာခဲ့ပြန်ပါတယ်။ဒါကတော့ ။ပူစောပွဲကရေမန်းတွေလို့ပြောဆိုကအရက်တွေကိုလိမ့်ပြီးတော့ရီတစ်ကိုတိုက်ခဲ့ပေမဲ့ရီတစ်ကတော့သူ့ရင်မတော့ပဲရှီဗန်ညာကိုလည်းအနည်းကင်းစေဖို့သွားတိုက်ခဲ့တာကြောင့်ရီတစ်ကမမူပဲရှီဗန်ညာတရားအမူးလွန်သွားခဲ့ရပါတယ်။အဲဒီနောက်ရီတစ်ကအခြားကိစ္စတွေကိုပြုလုပ်နေခဲ့ပြီးအမူးလွန်သွားခဲ့တဲ့ရှီဗန်ညာကိုတော့ဒေရာနဲ့အန်ရီတာတို့ကတွဲကအခန်းထဲကိုလိုက်ပို့ပေးခဲ့ရပါတယ်။အဲဒီနောက် အန်ကက်စ်တို့မောင်နှမတွေလည်းသူတို့ဘက်ကိုပြဿနာကမျှဦးလှည့်လာမှဆိုတာကြောင့်အခန်းလေးကနေအသားလေးလစ်ထွက်လာခဲ့ကြပါတယ်။ဒါအောင်ကြာမှာတော့ရှီဗန်ညာလည်းအရက်တကူးတွေပြလာကရီတစ်ကိုအော်ခေါ်နေခဲ့တာကြောင့်အခန်းထဲကိုရီတစ်ကရောက်ရှိလာခဲ့ပြီး ရှိဗန်ညာလဲသူမရဲ့နားမှာနေစေကသူရဲ့ချစ်တွေကိုအမှန်တိုင်းဖွင့်ပြပြခြင်းခဲ့ပေမဲ့စီရှာဆိုတဲ့ဒေါသအိုးကတားဆီးနေခဲ့တာကြောင့်အမှန်တိုင်းမပြောရဲပဲဖြစ်နေခဲ့တာဖြစ်ကြောင်းပြောဆိုနေခဲ့စင်ပါပဲဘေးမှာရှိနေတဲ့ရီတက်ကစီရှာဖြစ်အသွင်ပြောင်းလဲသွားခဲ့တာကြောင့်ရှိဗန်ညာလဲမူနေတာတွေတောင်ပျောက်သွားခဲ့ရပါတယ်ရှိဗန်ညာလဲဒေါသထွက်နေတဲ့စီရှာကိုသူမအရက်ကြောင့်ဒီလိုဖြစ်သွားရတာလို့ရှင်းပြခဲ့ပါတယ်အဲဒီနောက်စီရှာက မိခင်ဖြစ်သူစီကသူသိရှိလာခဲ့တဲ့အမတ်သားရဲ့အကြောင်းကိုရှီဗန်ညာကိုပြန်လည်ရှင်းပြခဲ့ပါတော့တယ်ရှီဗန်ညာကဒီလိုဆိုရင်ဘာလို့ရီတိရဲ့ဖေဖြစ်တဲ့ရာဟီဂျာကအမျိုးတေကိုမယူနိုင်ရသေးတာလဲလို့ပြန်လည်မေးခွန်းထုတ်ခဲ့တာကြောင့်ဆီရှာလည်းစဉ်းစားနေခဲ့စင်ပါပဲအခန်းထဲကိုရီတိဝင်လာခဲ့တဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဆီရှာလည်းထွက်သွားခဲ့ပါတော့တယ်ရှီဗန်ညာလည်းရီတက်သူကိုတိုက်လိုက်တဲ့ဟာကအန်ရဲ့ကင်းစီတဲ့ရေမှန်းတွေမဟုတ်ပဲအရက်တွေလို့ပြောပြခဲ့ရာရီတက်လည်း န်ကက်တိုလက်ချက်ဆိုတာကိုသိရှိသွားခဲ့ပြီးသွားရအောင်စူပူနေခဲ့ပါတယ်။အဆိုပါအချင်းချန်ပီယံဘက်ကနေဘယင်ကြီးဆာကရန်စင်ကရီတစ်ကိုတွေ့မြင်သွားခဲ့ပြီးသူနဲ့ရုပ်ချင်းတူတဲ့ရီတစ်ကိုကြီးကနှစ်ပေါင်းများစွာကြာအောင်မတွေ့ခဲ့ရတဲ့တားဖြစ်သူကိုကြည့်ရင်မျက်ရည်တွေနဲ့ဝမ်းသာနေခဲ့ပါတယ်။ပြီးတော့ရီတစ်ရဲ့လက်ကုတ်ကအမှတ်သားကိုပါတွေ့မြင်လိုက်ရတာကြောင့်ရီတစ်ဟာသူ့သားစစ်ဖြစ်တယ်လို့သိရှိသွားခဲ့ရကမျက်ရည်တွေကျနေမိခဲ့ပါတယ်။ အဆိုပါအချိန်မှာပဲယာမနီကဘယင်ကြီးစကရန်စင်ကိုတွတ်ရှိသွားခဲ့ပြီးအကွဲတနေရာကိုခေါ်ကားရိုက်နှက်နှိပ်စက်ခဲ့ပြီး channel ကိုတခိုးဝင်နေတယ်လို့အကွက်စင်ကအလုတ်မားတွေကိုဝိုင်းဝန်းရိုက်နှက်ခိုင်းခဲ့ပါတယ်။ရီတက်လည်းယာမနီရဲ့အော်တန်ကြောင့်အနာကိုရောက်ရှိလာခဲ့ပြီးယာမနီက channel ကိုခိုးဝင်လာလို့ ူကဒါရာကိုဒီတခိုးကအမေကိုတတ်ဖို့စူးစမ်းနေတာလို့ပြောဆိုခဲ့တာကြောင့်ရီတက်လည်းဒေါသထွက်သွားခဲ့ပြီးဘယင်ကြီးကိုထိုးဖို့လက်နဲ့ရွယ်လိုက်တဲ့အချိန်မှာပဲသူကပြောတဲ့စကားကြောင့်သူရွယ်လိုက်တဲ့လက်တွေကလေထဲမှတင်းရက်တန်သွားခဲ့ရပြီးရီတက်တရာတုံဆိုင်သွားခဲ့ရပါအကြောင်းဒီလိုတွေဖြစ်နေခဲ့ရလဲဆိုတာကိုလေရီတက်လေစဉ်းစားမရဖြစ်နေခဲ့ချိန်မှာရာဂီချာကရောက်ရှိလာခဲ့ပါရာမနီလည်း ရိုက်ဂျာရဲ့နားကိုကတ်ကသူကဘရင်ကြီးပဲလို့ပြောပြခဲ့တာကြောင့်ရိုက်ဂျာလည်းသဘောပေါက်သွားခဲ့ပြီးအလုတ်မားတွေကိုဖယ်ခိုင်းလိုက်ပြီးဘရင်ကြီးကိုလည်းရီတရဲ့ရှေ့ကနေခေါ်ထုတ်သွားဖို့ပြင်ဆင်နေခဲ့ပေမဲ့ရီတကတော့မြေကြီးပေါ်မှာလဲနေခဲ့တဲ့ဘရင်ကြီးကိုအချင်းသူ့ရဲ့စိတ်ထဲမှာလည်းတမျိုးတမီခံစားနေခဲ့ရပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။ စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်